ပဲဖြစ်ဖြစ်ဒါဥက္ကဝကြီးကပါတီမှတ်ပုံတင်တယ်ဒါပါတီနိုင်ငံရေးနဲ့လွှတ်တော်နိုင်ငံရေးကိုသွားဖို့ပေါ့နော်အဓိကကတော့အဲ့တော့အဲ့နိုင်ငံရေးသွားနေတဲ့ကာလမှာပဲလက်ရှိနိုင်ငံရေးအခြေအနေနဲ့ပြိပက္ခတွေကတကယ်ကိုမှကြက်ကြက်တဲတဲဖြစ်နေတဲ့အခြေအနေဖြစ်တယ်ပေါ့နော်အဲ့တော့စီရောဒီနိုင်ငံရေးပြိပက္ခဒါရေချင်ကပို့ပြီးတော့မြင့်တက်လာတဲ့အနေအထားမျိုးဖြစ်တယ်အဲ့တော့လွှတ်တော်နိုင်ငံရေးကိုသွားဖို့ဒါပါတီတီထောင်တယ်လွှတ်တော်နိုင်ငံရေးပုံမှာသွားဖို့အခြေအနေထက် ဒီလက်ရှိအခြေအနေတွေကပို့ပြီးတော့မှအလန်းဝေးတယ်အဲ့တော့ဒီကြားထဲမှာအဲ့အခြေအနေလွတ်တော်နိုင်ငံရေးအခြေအနေနဲ့ဒီအရင်လိုနိုင်ငံရေးတည်ငြိမ်တဲ့အခြေအနေကိုပြန်ရောက်ဖို့အတွက်လည်းဒါကြိုးစားနေရတဲ့အချိန်ပေါ့နော်အဲ့တော့နိုင်ငံပါတီဥက္ကဋ္ဌတယောက်အနေနဲ့နိုင်ငံရေးသမားတယောက်အနေနဲ့ဒါဒီဒီအခြေအနေရောက်လာအောင်တွေ့ဆုံဆွေးနွေးကိစ္စတွေလည်းမှာလည်းဝင်ပြီးပြောရတယ်လက်ရှိနိုင်ငံရေးခင်းကျင်းပေါ်မှာဖြစ်လာတဲ့လူလူရဲ့အခြေအနေတွေပေါ်မှာလည်းကိုနိုင်တဲ့ဘက်ကနေပြီးတော့ပြောနေရတာရှိတယ်ပေါ့နော်အဲ့တော့ရှေ့မှာဆိုလဲဒါ နိုင်ငံရေးပြဿနာတွေဖြစ်နေတဲ့ကာလတစ်လျှောက်လုံးမှာလည်းဒါနိုင်ငံရေးကျင်းသားရေးနဲ့ပတ်သက်တာတွေဆိုလည်းဒါပါတီအနေနဲ့လှုပ်ခဲ့ရတာတွေလည်းရှိတယ်လို့အခုချိန်မှာလည်းဒါနိုင်ငံရေးကဝင်ပြီးတော့ပြောဆိုနေရတာတွေရှိနေတယ်ပေါ့နော်အဲ့တော့ပြည်တွင်းနိုင်ငံရေးသမားတယောက်ကဟိုလွတ်တော်နိုင်ငံရေးကိုရွေးကောက်ပွဲကနေပြီးတော့မဲရပြီးတော့ရောက်သွားတဲ့အနေအထားမျိုးမဟုတ်တော့ဘဲနဲ့ပုံစံကကိုကဒီအနေအထားကိုရောက်အောင်ကိုကိုယ်တိုင်အားထုတ်ရတဲ့ဟာမျိုးဆိုတော့ပို့ပြီးတော့အခက်ခဲတွေရှိတယ်လို့မြင်နေပေါ့နော်အဲ့တော့ဥက္ကဋ္ဌအနေနဲ့ ဒီလိုပြည်တွင်းမှာနိုင်ငံရေးသမားတယောက်အနေနဲ့အခက်ခဲတွေကဘာတွေဖြစ်နိုင်လဲဘယ်လောက်ထိတာဝန်ကြီးလဲပေါ့အဲ့ဒါလေးရှင်တွေးနေပြပါခင်ဗျာဟုတ်ဟိုကျွန်တော်ဟိုဗိဆက်ပေးသွားတဲ့အထက်မှာလည်းဒါကျွန်တော်နိုင်ငံရေးတက်တမ်းမှုတစ်စိတ်တစ်ပိုင်းပေါ်ပြသဖြစ်ပါတယ်အဲ့တော့မူလအစကကျွန်တော်တို့ကဒါရှင်လေးလုံးအရေးတော်ပုံကြီးရနေပြီးတော့တက်ကြွထူရှားသူပေါ့ activist အဖြစ်နဲ့စတင်ခဲ့တာအဲ့တော့ဟိုပါတီတောင်းယူရယ်ပါတီတီတောင်းယူရယ်ဆိုတာ ြောရရင်တော့ဟိုခုနှစ်နှစ်သားလောက်ပဲရှိပါသေးတယ်။လွန်ခဲ့တဲ့နှစ်30လောက်က activist ဘဝနဲ့ပဲတော့ဆောက်ကျွန်တော်တို့ထပ်တန်းလာခဲ့တော့အဲ့တော့အခုကာလကဟိုလွယ်လို့ခြောင်လို့ဒီတန်းချောင်းကိုရွေးခဲ့တာမဟုတ်ဘူး။ဘာလို့ဆိုစိတ်ခံစားမှုအမှန်တန်ပြင်းထန်တဲ့အချိန်မှာဒီစင်ညလုံးတရားကိုပူဇော်ပေးပြီးလုပ်ရတယ်ဆိုတဲ့ကိစ္စဟာဟိုရေစံလေစံကိုတက်ရတယ်ဖြစ်ပါတယ်။အဲ့တော့ ကျွန်တော်တို့အတွက်ကြောင့်ပြောရရင်လည်းဒါကျွန်တော်ကိုယ်တိုင်88ကာလတုန်းကတော့ဒါလက်နက်ကန်တော်လှန်ပြီးစိတ်ကူးရင်ခဲ့ဘူးတယ်နောက်တစ်ခါဒီရွေးရွချွန်ချွန်ဝေဘာနာရီပြောဆိုတာတွေဟလာဆန္ဒပြတာတွေအစရှိတဲ့ပြင် activist ဘဝနဲ့လည်းဒါအချင်းထောင်ထဲမှာဒါ support နဲ့ကြော်အနည်း20လောက်ဖြတ်တန်းခဲ့ပြီးတဲ့အချိန်မှာအဲ့တော့အဲ့တတမှုအတွက်ကြောင့်ဒီနောက်တစ်ခါနိုင်ငံတကာ ိုင်ငံရေးအကြောင်းလေးဖြစ်စဉ်တွေကိုလေ့လာပြီးတော့ထိခိုက်တာကျမှုအနည်းဆုံးကဒါဥပဒေထွန်းနိုင်ငံရေးဖြစ်နေတယ်ဒါပါတီစုံဒီမိုကရေစီပေါင်းလဲမှာနိုင်ငံရေးပါတီတစ်ခုအနေနဲ့ပါတီစုံရှင်တန်ဖို့အတွက်ကြိုးစားတာကတိုင်းပြည်အတွက်ထိခိုက်နေတာမျိုးအနည်းဆုံးဖြစ်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့အခုလိုကျွန်တော်တို့ကြက်တင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့တောင်းကြည့်သလားလို့မေးရင် အင်မတန်တောင်မကြီးပါဘူးအဲ့တော့ဆိုလိုတာကိုရွေးချယ်တဲ့လမ်းကြောင်းကမအောင်မြင်ဘူးအပြည့်မထွက်ဘူးဆိုရင် ကိုရွေးချယ်ဖို့လည်းပတ်သက်တဲ့ဆုံးဖြတ်ဖို့လည်းပတ်သက်တဲ့တောင်းပန်မှုအပြည့်ဝကျွန်တော်တို့ယူရမှာဖြစ်ပါတယ်အဲ့တော့အခုချိန်မှာတော့ဒါကျွန်တော်တို့ဟလာကိုကိုကိုလိပ်ပြတန်တန်နဲ့ပြောနိုင်တာတခုကတော့အခုဖြစ်သွားတဲ့အကြီးပြစီမှုတွေထိတိုက်နာကျင်မှုတွေမိလောင်ဟလာရွာတွေပြဆုံးရှုံးတဲ့ကိစ္စတွေမှာမိမိရဲ့ ကာယကံဝစီကံမနောကံနဲ့လုံးလာဆိုင်တူဥပယောကလုံးဝမပါခဲ့ဘူးဆိုတာပေါ်မှာတော့ဒါကျွန်တော်တို့အဲ့လိုလက်ပြန်တန်တန်နဲ့ကျွန်တော်တို့ဆက်ပြီးတော့ကြည့်တင်ပြရနောက်တစ်ခုကတော့နိုင်ငံရေးယုံကြည်မှုလမ်းကြောင်းအပေါ်မှာရွေးချယ်မှုအပေါ်မှာဘာအကျိုးစီးပွားမှကျွန်တော်တို့အဲ့လိုခံစားခဲ့တာရယူခဲ့တာမရှိဘူးဆိုတဲ့အပေါ်မှာလည်းလက်ပြန်တန်တန်နဲ့ကျွန်တော်တို့ရည်တင်ပြတာဖြစ်ပါတယ် ို့တော့ကျွန်တော်တို့ရက်တည်မှုကိုစုံမတိုင်နဲ့ကြည့်ဆောင်ရွက်တဲ့အခါမှာတကယ်လို့ဒီလမ်းကြောင်းကမအောင်မြင်ဘူးရက်လက်ပြီးမထွက်ဘူးဆိုရင်လည်းအဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့ကအပြည့်အဝတောင်းဆိုလိုမှာဖြစ်ပါတယ်။ဒါကြောင့်မတန်ဘူးတောင်းကြည့်တယ်လို့ပြောပါဟုတ်ကဲ့ဟုတ်ဟုတ်ကျူးတင်ပါတယ်ကျွန်တော်ရှိမှတစ်ချောင်းလုံးကမြန်မာပြည်နိုင်ငံကြီးတစ်ချောင်းလုံးကဆုံးဖြတ်ခွင့် ်ရှိတဲ့အစုဖွဲ့တွေပေါ့နော်ဒီကတော့ကျွန်တော်ကဒါတက်မတော်ကဝယ်ပြီးကြုံတို့ဆိုတော့ဒီအင်အားကျွန်တော်တို့တက်စစ်တပ်ရဲ့ခေါင်းဆောင်တွေပေါ့နော်ဒီအရေကပဲနိုင်ငံရေးမှာဒါဆုံးဖြတ်ခွင့်ရှိတဲ့သူတွေအဲ့တော့ဒီကျွန်တော်တို့စောနောင်းကလည်းဥက္ကူကြီးကပြောတယ်ကျွန်တော်တို့ကဆွေးနွေးရေးတွေလုပ်နေတာဒါတက်မတော်နဲ့စကားပြောနေရလို့ပြောတယ်ပေါ့နော်အဲ့တော့ဒီခေါင်းဆောင်တွေအဲ့တော့ဗမာပြည်ရဲ့ဒီနိုင်ငံရေးအခင်းကျင်းမှာဆုံးဖြတ်ခွင့်ရှိတဲ့ခေါင်းဆောင်ဒါဥက္ကူကြီးတို့ဆိုတဲ့ဒါနိုင်ငံရေးပါတီဥက္ကရဆိုတော့ဒါတချိန်မှာဒါနိုင် 你工厂里来批哪来？多少来？你公啊，你你厂里里里来，你那你人一你见我，你 aspect 光了，手上都你有呢。你弟姐你这些你没抽烟，不抽你的普遍讲呢，他的个你甲、手上的老大表表现的比较好。我指甲那个，现在都打第二条的松木鱼，打龙中鱼，可以杀。哦，没是没错。你龙中鱼第二条的松木鱼，没是严，把你调一吹就嘛的。 နောက်တစ်ခုကမရေရာဖိတ်တိတ်ပြီးတော့ကြီးလုံးအားကြီးနေဘယ်သူမှမလဲယူနီလုပ်နိုင်ဘူးလို့ချင်။ဆိုတော့အဲ့ဒါအကြီးကိုကျွန်တော်တို့ကဇံမျိုးကြီးနဲ့မောက်ပေါ့နော်ဒါအကြီးကိုကျွန်တော်တို့ကဒီတိုင်းမဆက်သွားနိုင်ဘူးဆိုရင်နိုင်ငံတကာဖြစ်ဆင်နေတဲ့အချိန်ထိုးပြီးလေ့လာကြည့်ဖို့ကောင်းတာပေါ့ဟိုအချိန်ရှားဆုံးဆိုရင်ကျွန်တော်တို့ ਨੇ မရှိမနှောင်းဖြစ်လာတဲ့ Ukraine ပေါ့နော်အဲ့တော့အခုပြောရရင်ဟလာနေနေဆုံးရှုံးတာတွေရောဟာဟလာတေချီပစ္စည်းမှုတွေရောအခြေအကျဖြစ်ပြီးတော့ဇက်ကိုဘယ်လိုတင်းရမှာမသိဘူး နောက်ဆုံးပြောရင်ကိုယ့်ဆက်ကိုကိုမသိနိုင်ဘူး။သူများကိုဝင်ပြီးတော့အသိခံရမယ့်သဘောမျိုးပေါ့နော်။သူများကဝင်ပြီးဇတိန်များကိုဝင်ပြီးတော့ရေးဆွဲသွားတာမျိုး။ဆိုတော့ကျွန်တော်တို့လည်းပဲပြည်တွင်းအင်အားစုအချင်းချင်းမဖြစ်ရှင်းနိုင်တဲ့အဲ့ဒါလိုပဲယူကရိန်းလိုပဲကျွန်တော်တို့ကြုံရနေတယ်လို့ကျွန်တော်လို့ပြန်။အဲ့ဒီခါကျတော့ဟိုသူကအင်အားအဓိကဖြစ်တဲ့အခါကျတော့ပြည်တွင်းအင်အားကအချင်းချင်းမဖြစ်ရှင်းနိုင်ရင်ဒီပအင်အားကြီးတွေကဝင်ပြီးတော့ဟိုဒါလို့လိုလို့ ဒါဒါမလုပ်နဲ့ဆိုတာမျိုးဟလာဟိုတိုက်ရိုက်မဟုတ်တော့လို့ပဲတွေ့ဝိုက်ပြီးတော့ဒီလိုမျိုးဟလာဖြည့်ရှင်းတာမျိုးတွေကအစကျွန်တော်တို့ကြုံရတယ်ဒါကြောင့်မလို့ဟလာတကယ်တကယ်ကကျွန်တော်တို့ပြဿနာဟိုအနဲ့ထွေးရမယ့်ကိစ္စတွေဟိုပစိန်နဲ့ပေါက်ပါလေအခြေအနေကြီးကြောက်တာတကယ်တော့1960နှစ်ကလေးကဒီ federal ပြဿနာကိုစနေကြဖြည့်ရှင်းနိုင်လို့ရှိရင်ဒီချိန်တော့ရောက်တော့အဲ့တော့အခုလည်းဟိုအချိန်ရတဲ့အရေးကြီးတော့တယ်နောက်တစ်ခုက ဒီတရင်းလေးပြင်ရဖြစ်တော့မကတော့ကြော်တော့ဘူးအခုတော့က AI ဖြစ်ရောက်တာတော့အရန်ကိုအတစ်တက်ဒီအရန်မြန်လောကြီးဟိုဒီအရန်ကို dynamic ဖြစ်တဲ့အချိန်မှာအစင်လာတမယိုးကြစဉ်းစားပုံမျိုးပေါ့အဲ့ဒီပုံစံတိုင်းသွားရင်တော့ပြဿနာတွေရဲ့နောက်ကိုမြင်အောင်မလုပ်နိုင်ဘူးအဲ့တော့အခုကတော့ပြောရရင်အချိန်လောကြီးပြင်ရတဲ့ပြည်တွင်းမှာသာရှိသည်ပါညာဆိုတော့ကျွန်တော်တို့လက်လက်လက်ခံနဲ့ကျွန်တော်တို့ကြွေးလဲကြွေးကြော်ကြတာပဲသို့တော့ 第八幺年嘛，零二看看的啊，一一年，终究都真没买着。第二嘛，我们到那边，地都绿叶，地色看长红的，后来叫豆角红的，了再叫红椒起了。这啊，爷爷们啊，没喜欢的，还青年的姑姑，他讲，那个养过人参的，看着没别的，看嘛，叫那个皮心骨一样的，还青干，年年山上皮心来过过。 တချို့အားတွေမှာကတော့လက်တလုံးဖြည့်ရှင်လို့တချို့အားတွေကတော့ဘယ်နှစ်နှစ်တွင်းဖြည့်ရှင်လို့အဆရှိတဲ့ဖြစ်အဲ့လိုမျိုးကာလကမ္မချက်ကိုရာသားပြီးတော့ဆောင်ရွက်ကြပြလို့လို့မြင်ပါတယ်အငိပါတီရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ကျွန်တော်နိုင်ငံမေးချင်ပါတယ်အဲ့တော့ကျွန်တော်တို့ရှေ့မှာ ဒီနိုင်ငံပါတီတွေမှတ်ပုံတင်တဲ့ဥပဒေပြန်လည်ပြင်ဆင်တာတွေနောက်ဥပဒေအစ်စ်ပြောင်းပြီးတော့မှဒါပြန်လည်ပြင်ဆင်တာတွေရှိတယ်ပေါ့နော်အဲ့တော့ရှိတယ်2023ဥပဒေကဒါပထမဆုံးပြပြန်ပြင်ဆင်တယ်အဲ့ထပ်ပြီးတော့ပြင်ဆင်တာနှစ်ကြိမ်ပြန်လုပ်တယ်ပေါ့နော်အဲ့တော့အဲ့တော့အဲ့ဒီပုံမှာလည်းတစ်ဖက်ကဒီကျွန်တော်တို့သူတည်တနာတွေဘက်မှာဖတ်ရတာဆိုရင်ဒါဒီမှတ်ပုံတင်ထားတဲ့နိုင်ငံပါတီတွေကအလရှိဒီတက်မရော်နဲ့နီးစပ်တဲ့နိုင်ငံရေးပါတီတွေများတယ်ပေါ့နော်အဓိကတော့ highlight လုပ်တာတော့ဒါ ဒီ NLD တို့ SNLD တို့မပါဝင်တဲ့အပေါ်မှာလည်းဒါဒါဒါဝေဖန်ကြတာမျိုးတွေရှိတယ်เนาะအဲ့တော့နိုင်ငံရေးပါတီဒီရဲ့အခန့်ကဏ္ဍပုံမှာလည်းဒီပုံစံလည်းရှိတယ်အဲ့တော့ဥက္ကိုကြီးတို့အခုလက်ရှိပြည်သူပါတီအနေနဲ့ကောအခုရှေ့မှာတော့ဒါရုံးခန်းဖွင့်တာလေးတွေတွေ့တယ်အဲ့တော့ဒီအခုဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ရေးကတော့ဒါပါတီအစုဖွဲ့အနေနဲ့လည်းပါသလိုဒါဒီနိုင်ငံရေးပါတီရဲ့အလုတ်ဖွဲ့မှာလည်းပါနေတဲ့အခါကျတော့ဒါဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ရေးခန္ဓာကတပိုင်းပေါ့အဲ့တော့လက်ရှိနိုင်ငံရေးပါတီတွေကော ဘောင်တွေကနေပြီးတော့ဘယ်အဲလုံနေရတဲ့အခြေအနေဘယ်လားပေါ့နော်ဘောင်တွေကဆိုတာကအကန့်အသတ်ဒီအရမ်းများတဲ့ဒဲကပဲလုံလုံနေရတဲ့ဟာမျိုးဖြစ်နေလားပေါ့နော်အဲ့ဒီပုံမှာရောဥက္ကူဘလို့မြင်လဲပေါ့နောက်တစ်ခါတော့ဟိုပို့ပြီးတော့ဟိုအရင်လိုမျိုးပုံစံမျိုးတော့မဟုတ်ဘူးပို့ပြီးတော့ကြက်တယ်ပေါ့နော်ကြက်တဲတဲ့အနေအထားမျိုးတွေရှိတယ်အဓိကတော့ကျွန်တော်တို့ဒီအခန်းသုံးလိုဟာမျိုးမှာဆိုရင်ဒါကျွန်တော်တို့ကဟိုဒါချက်ချင်းဒါဆက်လက်ရက်တည ဒီ권မရှိနိုင်တဲ့အခြေအနေတွေကဟိုတော်တော်စဉ်းစားရတယ်ပေါ့နော်ကျွန်တော်တို့ကဆွေးနွေးပဲဖြစ်ဖြစ်ဒီနိုင်ငံကြီးအပြောင်းလဲမှာကောင်းစီခြင်းတဲ့ဟာမျိုးပဲဖြစ်ဖြစ်လုံရင်တော့မှအဲ့ဒီအကန့်အသတ်အောက်ကောင်းထဲမှာကအဲရှိတယ်နောက်တစ်ခုကတော့ပါတီအဖွဲ့ဝင်တော့မဟုတ်ပါတီထဲမှာဒီစောင်းတော့အခန်း6လို့ဟာမျိုးမှာနော်အဲ့ဒီပုံမှာရောဟိုဘယ်လိုပုံစံမျိုးနဲ့ဆက်ရက်နေရလဲပေါ့နော်အဲ့ဒီပုံမှာလဲဒါဥပ္ပယီတို့ တနင်္ဂနွေပါတီတခုရက်နေရတယ်ဆိုတာကဟိုစွမ်းတော်ကဒီဖက်ကဒီသူတည်တနာဒီဘက်ကပြောတယ်တနင်္ဂနွေပါတီတွေကစစ်တပ်နဲ့ဒါတက်မတော်နဲ့နီးစပ်တဲ့သူများဆိုတာပြောနေကြပေမဲ့ဒီဘောင်ထဲကနေရက်ရတဲ့နိုင်ငံရေးပါတီတွေအနေနဲ့ဘလို့အခက်အခဲတွေရှိလဲပေါ့နော်အဲ့ဒါလေးရှင်းပြပါခင်ဗျာဟုတ်ခုကတော့လက်ရှိမှတ်ပုံတင်ထားတဲ့ပါတီတွေနဲ့ပတ်သက်ပြီးတော့မှတ်ပုံမတင်တဲ့ပါတီတွေနောက်ပိုင်းခွဲပြောရမယ်လို့ကြတယ်လက်ရှိဥပဒေအစ်တင်မှာမှတ်ပုံပြန်မတင်လို့ တရားဝင်ပါတီအဖြစ်နဲ့ဆက်လက်ချက်တီလို့မရဘူး။ဒါဒါတပိုင်းတချို့ကြတော့မှတ်ပုံတင်ရက်နဲ့ညင်ပယ်ခံရတယ်။ဆိုတော့ဒီလိုမျိုးကျွန်တော်တို့ခွဲပြီးတော့ကြည့်ရမယ်လို့။အဲ့တော့ဟိုတချိန်တုန်းက solution ကိုကျွန်တော်တို့ဟိုဒီတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ဆက်ဆက်လို့ဆိုပြီးတော့ဟိုညင်ပယ်ခံရတဲ့ပါတီတွေရှိတယ်။အဲ့တချို့လည်းနောက်ပိုင်းမှာပြန်လဲစီစစ်ညှိနှိုင်းပြီးတော့ခွင့်ပြုခဲ့တာလည်းရှိတယ်။ဒါကြောင့်မလို့အခုကျွန်တော်တို့ရှိနေတဲ့နိုင်ငံရေးပါတီတွေထဲမှာ ဟိုအစင်လာအချင်းကိုလိုက်ကဒီမိုကရေစီပဲဖက်ဒရယ်နဲ့ပတ်သက်လို့ကျွန်တော်တို့တောက်လျှောက်ရက်တည်ခဲ့တဲ့နိုင်ငံရေးပါတီတွေလည်းကျွန်တော်တို့ပေါက်နေပါတယ်ဒါဟိုပြောရရင်စစ်တပ်နဲ့ဒီဇယ်လို့ခြောက်ပြလိုက်တာကြီးပဲမဟုတ်ဘူးကျွန်တော်တို့လည်းကိုယ့်ရက်တည်ချက်ကိုပြောနေတာသို့တော့ကျွန်တော်တို့ပါတီမှမဟုတ်ပါဘူးဘယ်နဲ့တိုင်းဖွဲ့စည်းပဲဖြစ်ဖြစ်တက်ကြွလို့ရသည်ပဲဖြစ်ဖြစ်အကန့်အသတ်ဆိုတာကိုကျွန်တော်တို့နားလည်ဖို့လိုတယ်အဲ့တော့ဟိုတစ်ခါလေ့ကျလို့ရှိရင် ဖြစ်စဉ်သိရှိရင်ဖြစ်ကိုဖြစ်ရမယ်ဆိုတာကသူကအကန့်အသတ်မရှိဘူးဆိုတဲ့စာပေါ့။ဆိုတော့တကယ်တကယ်လက်တွေ့မှာကတော့ကျွန်တော်တို့ဟိုနိုင်ငံရေးနဲ့ပတ်သက်ပြီးပြည်စည်းဝေးရေးနဲ့ပတ်သက်ပြီးအားလုံးမှာအကန့်အသတ်ဆိုတာရှိတယ်။အဲ့ဒီအကန့်အသတ်ဆိုတာကလည်းတင်းသိတော့မဟုတ်ပါဘူး။အဲဆိုအကန့်အသတ်ကသူကအချိန်နဲ့အမျှကျင်းနိုင်တယ်ကျင့်နိုင်တယ်အကြောင်းလေးဖြစ်နေတယ်။အဲ့ဒါကကိုယ့်ရဲ့အားစိုက်ထုတ်မှုအပေါ်မှာမတည်တယ်။ကိုယ့်ရဲ့အဲ့ဒါကိုယ်စွမ်းဉာဏ်စွမ်းအပေါ်မှာမတည်ပြီးတော့အကန့်အသတ်ကိုတိုးချဲ့နိုင်တယ်။ဆိုတော့နိုင်ငံရေးဆိုတာအဲ့ဒါပဲ။ ျွန်တော်တို့ကအကန့်အသတ်ကတော့ရှိလာမှာသို့သောအဲ့ဒီအကန့်အသတ်ကိုချဲ့ချွဲနိုင်ဘူးဥပမာအဖြစ်နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေမူလအစပြီးတော့ပြဋ္ဌာန်းလို့ရစီဟလာအင်အားတသိရုံမောင်း165ဂျုံဆိုတဲ့အဲ့ဒီအကန့်အသတ်ကြီးကလက်ပြမကျဘူးမဖြစ်နိုင်ဘူးဆိုတာကိုကျွန်တော်တို့ကအဲ့ဒီအကန့်အသတ်ကိုတော့လက်တော်မှာကျွန်တော်တို့ကအကြည့်မှပြုလိုက်ရတယ်ဒါသူတတ်မှတ်လိုက်တယ်သို့သောအဲ့ဒါကိုမဖြစ်နိုင်ဘူးဒါကြီးကလက်တွေ့မကျဘူးဆိုတဲ့ကျွန်တော်တို့ကစူးစမ်းအထောက်ပြောဆိုတဲ့အခါကျတော့ပြည့်ပြောင်းနေမှု ကံကကလည်းကျေရောပြီးတော့ဒါကြောင့်မို့လို့ကျွန်တော်တို့ကဟိုလာပြီးခဲ့တဲ့ကာလမှာလို့ဟိုလာကျွန်တော်တို့ကဒီ mentorship ကိုလက်ခံပြီးတော့ energy နေနဲ့ target ရေတော့ကိုဝင်လိုက်တယ်ဆိုတဲ့အချိန်မှာကလည်းက2008ဟာအကန့်အသတ်တစ်ခုဆိုတာသူသိတာပဲဆိုလိုတာသို့တော့အဲ့ဒီအကန့်အသတ်ကိုချက်ထွင်မယ်ဆိုတာစူးစမ်းကြရတယ်အဲ့ဒီမှာချက်ထွင်ရင်းနဲ့ကျေမသွားပဲနဲ့ပြတ်ထွက်သွားတာပေါ့ဆိုတော့အဲ့ဒါအားလုံးဟာအကန့်အသတ်ကိုကျွန်တော်တို့ဘယ်လောက်နားလည်တယ်လဲအဲ့ဒီအကန့်အသတ်ကိုကျွန်တော်တို့က အားစိုက်ထုတ်မှုပမာဏချင်းကပ်ပုံချင်းကပ်နည်းအဲ့ဒါလေးအပေါ်မှာမူတည်ပြီးတော့ပြတ်ထွက်သွားတယ်အဲ့တော့ဟိုဆိုလိုတာကတော့ဟိုပြဿနာတစ်ခုဖြစ်ရင်ဟိုတယောက်တည်းကြောင့်လို့ဟိုတစ်ဖက်တည်းကြောင့်လို့ဆိုတော့ဒါကိုကျွန်တော်တို့ကဟိုကိုကိုကိုအလေးခိုးရင်တော့မပြောတတ်ဘူးဆိုတော့လူကလေပုထုဇဉ်တစ်ပါးကဟိုဟိုကိုကမပါဘူးသူကမားတာဆိုတဲ့ဟာမျိုးဒီတစ်ပတ်စလုံးကလူပဲလုပ်နေတာ အဲ့တော့စစ်တပ်ကလည်း तू ကအမြဲတမ်းမှန်ပြီးတော့တစ်ဘက်ကအမြဲတမ်းမှားတယ်ဆိုတဲ့အယူဆကိုတည်ဆောက်တယ်။အဲ့တော့ဒီဘက်ကလည်း तू ကအမြဲတမ်းမှန်ပြီးတော့ဒီအမြဲတမ်းမှားတယ်ဆိုတဲ့တပ်ကိုတည်ဆောက်တယ်။တည်ဆောက်တယ်။တကယ်တော့ဟလာကျွန်တော်တို့နိုင်ငံရေးနယ်ပယ်မှာအမှန်အမှားဆိုတာအားလုံးကအယူဆရပသက်မဲ့ချက်တွေ။ဆိုတော့အမှန်အမှားလည်းရောထွေးနေတယ်ကြည့်။ဒါကြတော့အယူဆတစ်ခုတည်ဆောက်တယ်ဆိုတာမှန်တာနည်းနည်းမှားတာကများနည်း तू ကတည်ဆောက်ထားတာမျိုးမရှိနိုင်ဘူး။အမှန်တရားလုံးဝမပါဘဲနဲ့အမှားကြီးတစ်သက်ကိုအမှန်လို့တည်ဆောက်တယ်ဆိုတာမျိုးကြတော့ဟိုပေးတယ်မရနိုင်ဘူး။လက်မခံနိုင်ဘူး။ အဲ့တော့ဒီအပေါ်မှာပဲမူတည်ပြီးတော့ကိုယ့်ရဲ့အမှန်တရားကိုတိစောက်ကြတဲ့အချိန်မှာအခုအချိန်မှာကတော့ကျွန်တော်ကဘယ်အသီးသီးကိုပြောချင်တာကမညာမတာပြန်သုံးသပ်ရင်အားလုံးအားလုံးမှာအားနည်းချက်တွေရှိခဲ့တယ်။ချင်းကပ်ပုံချင်းကပ်မြေလုပ်ပုံကိုင်းပုံအဲ့ဒါတွေကိုဟလာဟိုကိုဘရောမမပါဘူးလို့ကိုယ့်မှန်တရားကိုကိုတိစောက်မဲ့အစားဟလာအမှားပြင်ဖို့ဆိုတဲ့အယူအဆကိုတွန်းနိုင်ရင်ကျွန်တော်တို့တက်တာမယ်။မဟုတ်လို့ ဲ့ဒါဟိုကိုကဘရမမမအောင်ဆိုတဲ့အမတရားကြီးမခိုင်ပါတိဆောက်နေရတော့တစ်ဖက်ကလည်းအလျှော့ပေးမှာမဟုတ်ဘူးအဲ့တော့ကြည်တော့ပါဘူးဆိုတော့ကျွန်တော်တို့နိုင်ငံဟာအထူးသဖြင့်ဟိုတန်းထောင်ချီတဲ့နိုင်ငံကြီးတွေခြားတယ်မှာနောက်တစ်ခုကကိုယ့်တဲ့ဖွံ့ဖြိုးမှုအားကောင်းတဲ့နိုင်ငံကြီးတွေခြားတယ်မှာနေရတယ်ကျွန်တော်ဟိုအမျိုးသားကြီးမန်မာနာနဲ့ကိုသိက္ခာနဲ့ဒါပြောမစိကျွန်တော်ရှက်တော့ရှက်တယ်ဘာကြောင့်လဲဆိုတော့ဟိုဆိုတာကုန်းတွင်းပိတ်နိုင်ငံ နော်ကျွန်တော်တို့ဟိုတုန်းကဟိုမြို့ပေါ်ကြောင်တုံးစားတော်ကအကူအညီပေးရတဲ့ထောက်ခံမှုထောက်ပံ့ရတဲ့နိုင်ငံကျွန်တော်တို့ကကောင်းမွန်ပါတယ်အခုလာအိုမှာအလုပ်သွားလုပ်ရတယ်လာအိုကအလုပ်ရှင်ကျွန်တော်တို့ကအလုပ်ချမ်းသမားဖြစ်ရဆိုတော့ဒါကျွန်တော်ဟိုနာမည်တက်ပြီးပြောချင်လို့မဟုတ်ဘူးနော်အင်ဂျင်ချင်းနိုင်ငံကြီးဂျားထဲမှာတော့အတိလောက်အဆင်ရောက်သွားတာထိုင်းမှာဆိုတာပြောရရင်ကျွန်တော်တို့ဟလာအကုန်လုံးဟိုမျက်နှာငယ်ငယ်နဲ့နေရတာဟိုတစ်ခေါက်ကဟိုတလုံးကကျွန်တော်တို့မြေးချီတယ် ဲ့ဘယ်လောက်ရှိမှန်းထင်လဲဆိုတော့ကျွန်တော်က6တန်းလောက်ရှိမှန်းထင်ဆိုတော့ပုံကြီးရတဲ့အတိုင်းမှာကျွန်တော်တို့ဒီလိုမျိုးတွေရောက်နေတာ7တန်းနီးပါးချက်တော့ဖြစ်တယ်ဆိုတော့အဲ့ဒီတော့ကျွန်တော်တို့ကိုယ်နိုင်ငံရဲ့အခြေအနေကိုကိုရှက်တက်ဖို့တော့ကောင်းတယ်မြို့ချစ်စိတ်ဆိုတာမှန်မှန်ကန်ကန်ထားတတ်ကြဖို့လည်းလိုတယ်နော်အဲ့တော့အဓိကတော့အမှားပြင်ရောက်လို့မျိုးပြီးလို့ကျွန်တော်ကတော့အဓိကတိုက်တွန်းချင်တယ်။ဒါကြောင့်ငွေရေးပါတီအနေနဲ့အမှန်တကယ်တက်တက်တဲတဲဆောင်ရွက်နေရတဲ့ဆိုပေမဲ့လို့အဲ့ဒီဂျားတွေကနေပြီးတော့ပဲ ဟုတ်လားကျွန်တော်ပြောတဲ့ဒါလည်းပြောမယ်ဟုတ်လားနောက်တစ်ခုကတော့ထိခိုက်နာကျင်မှုအနည်းဆုံးရှိအောင်ဒီဒီရဲ့အတန်းကြီးပေါ်ထုတ်မယ်အစရှိတဲ့ကျွန်တော်တို့လုံးလို့ရတဲ့မိလန်ပေါင်းစုံနဲ့ကျွန်တော်တို့ရက်ထည်သွားမှာဖြစ်ပါတယ်ဒါကြောင့်နိုင်ငံရေးပါတီတွေရှိနေတဲ့အထက်မှာမပုံမတင်လို့တရားဝင်ဆက်သူမရက်တည်နိုင်တာရှိနေတယ်သို့တော့မပုံတင်ထားတဲ့အထက်မှာလည်းမှန်မှန်ကန်ကန်ဒီဒီမိုကရေစီရေးပက်ထရီရေးတွေရက်ခံနေတဲ့ဆောင်ရွက်နေတဲ့ပါတီတွေလည်း အများကြီးရှိတယ်ဆိုတာကိုကျွန်တော်ပြောတာပြောချင်တယ်။ဟုတ်ကဲ့ပါ။နိုင်ငံပါတီတွေကတော့ဒါပြီးခဲ့တဲ့ဒါမနေ့ကဖေဖော်ဝါရီလ10ရက်နေ့ကဒီမဆိုမဆယ်ရက်နေ့ကဒီကျွန်တော်တို့ကဒီနိုင်ငံပါတီဒါ56နံပါတ်56ပေါ့နော်56ပါတီရှိလာတယ်။အဲ့တော့56ပါတီမှာဆိုတာ KSYPP ပေါ့နော်ဒါဒါ KR ပြည်သူပါတီပါလာကြတယ်။အဲ့တော့ ျွန်တော်နိုင်ငံပါတီတွေကတော့အများကြီးရှိနေတယ်အဲ့တော့ဒီရွေးကောက်ပွဲဆိုတဲ့အနေထားကလည်းဒါရှိရွေးကောက်ပွဲဆိုတဲ့နိုင်ငံရေးပေါ့နော်ဒီကတော့လွတ်တော်နိုင်ငံရေးပါတီနိုင်ငံရေးအတွက်နိုင်ငံရေးပါတီမှပုံတင်ကြတာဖြစ်တယ်အဲ့တော့ကျွန်တော်ကရှေ့မှာပထမဆုံးစာချင်းတော့လို့ပါပဲကျွန်တော်တို့ကတော့ဟုတ်တယ်ပါတီနိုင်ငံရေးလွတ်တော်နိုင်ငံရေးကိုသွားရင်အရင်တော့ကအရင်တော့ကလို့ရှိနေမှာမဟုတ်တဲ့နိုင်ငံရေးဖြစ်နိုင်ငံရေးခင်းချင်းအဲ့တော့စစ်ရေးဒီပြည်ထနာတွေနိုင်ငံရေးပြိပခါတွေကျွန်တော်အဓိကတော့အာဏာနိုင်ငံရေး ပြဿနာတွေရောလက်နက်ကင်ပြိပခတ်တွေရောနည်းတဲ့ပြဿနာမျိုးတွေကိုကျွန်တော်တို့ကကြုံပြီးမှဆွမ်းတော်မှာဒီလိုတည်ငြိမ်ပြီးတော့မှရွေးကောက်ပွဲတို့ဆွမ်းတော်နိုင်ငံရေးအခင်းကျင်းကိုတွားနိုင်မှာဖြစ်တယ်အဲ့တော့အဒီခက်ခဲတဲ့ကြားထဲမှာနိုင်ငံရေးပါတီအဖြစ်ဒါရောက်လာကြတဲ့နိုင်ငံရေးပါတီအနေနဲ့ကအခုဒါ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုတက်မတော်နဲ့ ဆွေးနွေးနေတဲ့ဒီ precondition တွေနောက်ဒီကတော့ post election ပေါ့နော်နိုင်ငံဒီဒီရွေးကောက်ပွဲပြီးတဲ့နောက်မှာဆက်လုပ်ရမယ့်နိုင်ငံရေးဖြစ်စဉ်ပေါ့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဟောနိုင်ငံပါတီတွေအလုပ်အဖွဲ့မှလည်းဒါဥပ္ပိုလ်ကြီးကဒါဒါအလဲကျခေါင်းဆောင်ဖြစ်နေလုပ်ခဲ့တာဆိုတော့ဒီအခုကျွန်တော်တို့ဒီနိုင်ငံရေးပါတီတွေဂျားထဲမှာဟောဒီပေါ်မှာဒါဆွေးနွေးတာတွေအပြန်လန်ဒီဒီအားနဲ့ပတ်သက်ပြီးတော့ဟောဒီအဟို communication တွေရောကောင်းကောင်းရှိတယ်လို့ဥပ္ပိုလ်မြင်လာပြန်ပေါ့ဟိုဒီခုကတော့ နိုင်ငံရေးပါတီတွေကားထဲမှာလည်းပဲသူ့ရဲ့နောက်ခံကြဆုံးသူ့ရဲ့သမိုင်းကြောင်းသူ့ရဲ့ဖက်တန်မှုမတူညီတာတွေရှိတော့နော်အဲရှိတော့ကျွန်တော်တို့အခုလောဆယ်ကတော့ဒါအလလောဆယ်အလုပ်ဖွဲ့၁၆ဖွဲ့ဖွဲ့တဲ့အထိကတော့မဲစနစ်နဲ့ရွေးချယ်ပြီးတော့ကိုစားပြုရွေးချယ်ပြီးလိုက်တာအဲ့ဒီကနေပြီးတော့မှဥဆောင်ပါတီ၄ပါတီအဲ့ဒီကနေမှတက်ချာကောင်းဆောင်ဆိုပြီးတော့သွားကြတယ်အခုကပါတီအစ်စ်တွေထပ်ပြီးတော့ဘုံပုံတင်ကြလာပြီးနောက်ပိုင်းမှာ အစုအဖွဲ့ကိုကျွန်တော်တို့ချက်ဖို့ပြင်ဆင်ဖို့ပေါ့နော်ဆိုတော့အဲ့ဒါလည်းအစီအစဉ်လေးကြည့်ပါအဲ့တော့ဘာလို့ပြောပြောကျွန်တော်တို့ဟို NSP နဲ့ဆွေးနွေးနေမှာတော့အကျိုးအမြတ်ဆွေးနွေးဖို့ဆိုတာရှိပါတယ်အဲ့တော့အကျိုးအမြတ်ဆွေးနွေးမှုမှာဒါကျွန်တော်တို့ဆွေးနွေးမှုရဲ့ပုံစံလေးကိုကျွန်တော်တို့အကြံဉာဏ်ပေါ့နော်ပြောရရင်ဒီ NSPNC ဘက်ကပြင်ဆင်တင်တယ်လို့ယူဆတဲ့အချက်တွေကျွန်တော်တို့ကြိုးပေးထားတာရှိပါတယ်အဲ့တော့ကျွန်တော်တို့ကလည်းကျွန်တော်တို့ဘက်က ပြင်ဆင်တင်တယ်ပြင်ဆင်ခြင်းလဲဆိုတဲ့အချက်တွေကိုကြိုပြီးတော့ပြုစုတာပါအဲ့ဒါကို NSP ကစဉ်းစားမဆွေးနွေးတယ်မှာဘလို့ဖွဲ့ရဲ့အကျိုးပြုနိုင်ဆွေးနွေးပွဲလုပ်ပြီးတော့အဲ့ဒီကနေဆုံးဖြတ်ပြီးတော့ကျွန်တော်တို့က NSP စဉ်းစားဆွေးနွေးရတာဖြစ်ပါတယ်အဲ့တော့ NSP စဉ်းစားဆွေးနွေးတဲ့အခါကျတော့လည်းသဘောတူတဲ့ကိစ္စတွေကိုသဘောတူညီချက်များအဖြစ်နဲ့စူးစိရတယ်တဘောမတူသေးတဲ့အချက်တွေဆိုရင်လည်းဒါကသဘောထားစူးစိမှုအဖြစ်နဲ့ကျွန်တော်တို့မှတ်တမ်းတင်ထားရတယ် ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ကတချို့အရေးကြတော့မူအားဖြင့်တော့သဘောတူပြီးအသေးစိတ်ဆက်လက်ဆွေးနွေးကြရတယ်ဆိုတော့ဒါတော့တတ်တတ်ပြီးကြမှတ်ချက်နဲ့ကျွန်တော်တို့ပြုစုရတယ်။အဲ့ဒီပုံစံနဲ့ကျွန်တော်တို့ဆောင်ရွက်ရတဲ့ပြည်ထောင်အတွက်ကြောင့်နိုင်ငံရေးပါတီကြားထဲမှာလည်းအထူးအကျဉ်းတော့အလို့အဖွဲ့အနေနဲ့ NSDS နဲ့ဆွေးနွေးခဲ့မှာအကျိုးအမြတ်ဆွေးနွေးရရှိပါတယ်။ဟုတ်ကဲ့ပါ။အင်းပါထူးနဲ့တခုဂျမ်းမှာတော့ဒါဒါဥက္ကဝီတို့ ဒီ2008ဖွဲ့စည်းပုံရှိရင်ဥပဒေပြင်ဆင်ဘောင်းတော့ဒီကောင်ကကျွန်တော်တို့ဟိုမြင်တာကတော့ဒါတကူတွေ့ဆုံဆွေးနွေးလို့ပဲပြောပြပေါ့နော်ဒီလက်ရှိနိုင်ငံရေးပြဿနာကိုဒီပြိပခါကိုအဖြေရှာတဲ့စနစ်သေးကဒါနီလန်တစ်ခုပဲလို့မြင်တယ်နော်အဲ့တော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒါအကုန်လုံးကလည်းပုံစံတရံမျိုးစုံနဲ့ဒါချာနေကြတယ်ပေါ့နော်ဟိုဒီလက်နက်လူသူအင်အားဒါတောင်းနဲ့လူတွေကလည်းဒါ တခြားနိုင်ငံမှာသွားပြီးတော့နိုင်ငံရေးအဖြေရှာနေကြတယ်လို့ပဲဒါပြည်တွင်းမှာရှိတဲ့နိုင်ငံရေးသမားတွေကလည်းနိုင်ငံရေးပါတီရဲ့အလျောက်တာ2008ဖော်ပြပြီးရှိလမ်းချောင်းကနေပြီးတော့ဒါ NSBNC ကတဆင့်ဒါအဖြေရှာနေတာပဲပေါ့နော်အဲ့တော့အဲ့ဒီပုံမှာလည်းဒါနိုင်ငံရေးပါတီတွေကြားထဲမှာဟိုဒီလိုတိနေတယ်ဆိုတာမျိုးဆိုရင်ဒါကျွန်တော်တို့ကပို့ပြီးတော့ဟိုကောင်းနေပေါ့ပို့ပြီးတော့လည်းဒါဖြစ်တဲ့နယ်လို့မြင်နေပေါ့နော်အဲ့တော့ပြီးတော့ဒီကျွန်တော်တို့ဓမ္မပီရကကြတော့ ဟိုအတိုက်ခံတို့တရားအာဏာရတို့ဆိုတဲ့ဟာကတော်တော်ဟိုဝေခွဲရအရန်ခတ်တဲ့နိုင်ငံထဲမှာပါတယ်ပေါ့နော်တိတိလာရှင်းရှင်းလင်းလင်းမရှိဘူးပေါ့နော်တိတိပါရှင်းရှင်းလင်းလင်းမရှိဘူးနောက်နိုင်နိုင်ငံကြီးမှာလည်းဒါအကုန်လုံးကဟိုသူ့ရဲ့နောက်ခံတွေအကုန်လုံးကရှုပ်ထွေးနေတာဒါသို့တော်လည်းဟိုကျွန်တော်တို့မြင်တာက ပြည်သူလူထုရဲ့လက်ရှိပကတိအခက်အခဲတွေပြည်သူလူထုရဲ့ပြဿနာတွေကိုရှေ့ရှုပြီးတော့ဟိုဆောင်ရွက်ကြဖို့ကပိုအရေးကြီးတယ်ပေါ့နော် နောက်ဆုံးမေကုံးကတော့လက်ရှိဒါဥက္ကဋ္ဌပြည်သူပါတီနေဥက္ကဋ္ဌအနေနဲ့ရက်နေတယ်နိုင်ငံရေးသမားတွေအောင်လည်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့အခုလက်ရှိမှာဒီလက်ရှိနိုင်ငံရေးအခင်းကျင်းပေါ်မှာကျွန်တော် time frame ပေးမယ်ဆိုရင်ဘလောက်ချိန်ကာလလောက်အနေထားမှာဥက္ကဋ္ဌတို့ဒီရွေးကောက်ပွဲတို့ဆိုတော့နိုင်ငံရေးဆွေးနွေးမှုတို့ဆိုတဲ့ဟာကဘလောက်လောက်ပဲအချိန်ကာလဆိုရင်တင့်တော်မယ်ပေါ့ထင်တယ်နောက်ပြီးတော့ကြော်သွားရင်ဘာတွေဖြစ်လာနိုင်မယ်လို့ ပုဂ္ဂိုလ်မြင်ပါတယ်ဗျ။ဒါကျွန်တော်တို့ဟိုတမိုင်းမှာတော့အကယ်၍ဆိုတာမရှိပါဘူး။ဘယ်လုံးကဘသူတွေနဲ့ဘယ်နေရာမှာဘာတွေဖြစ်ခဲ့တယ်ဆိုတာပဲရှိတယ်။မဖြစ်ခဲ့ရင်တို့ဖြစ်ခဲ့ရင်တို့ဆိုတာကသုံးသက်ချက်။အဲတော့သို့တော်လည်းပဲသုံးသက်ချက်အနေနဲ့ပြောရမှာဆိုရင်တော့2023ဩဂုတ်လတရက်မတိုင်ခင်မှာရေကောက်ပွဲလုပ်ဖို့တာမူလနတ်စကားရဲ့မူလရည်မှန်းချက်ပေါ့။ဆိုတော့ အဲ့ဒီတော့ကလုံနိုင်ခဲ့ရင်တောင်မှအခုလောက်တိုက်ပွဲတွေမကျေပြန့်ဘူး conflict တွေမကျေဘူးဒါအခြေအနေတခုတို့တော့အဲ့ဒီမှာရှိနေတဲ့ဒီပကအခြေအနေပေါ်မှာမူတည်ပြီးတော့တာမန်အခြေအနေမဟုတ်ဘူးဆိုပြီးတော့ကျွန်တော်တို့6လ6လထပ်ပြီးတော့တက်တန်းတိုးလာအဲ့တော့အခုနောက်ဆုံးကတော့ဒါတမတော်ကြီးကအနေနဲ့လည်းပဲ2025ရဲ့မှာတော့ဒီကောက်ပွဲလုပ်ပြီးနေလို့ဒါနိုင်ငံတကာကိုရောဒီထဲမှာတော့ဂရိကဘုတ်ထူထားပြီး ဖြစ်တဲ့အခါကျတော့အဲ့တော့ကျွန်တော်တို့အားလုံးဒါသဘောပေါက်ထားပြီးသားပါတနေ့ညလုံးမလုပ်နိုင်ဘူးဆိုတဲ့ကိစ္စအဲ့တော့တော့ကျွန်တော်တို့နိုင်ငံမှာလည်းအတိအဆမဟုတ်ပါဘူး1951 52ရေကောက်ပြန်မှာဒီလိုစစ်ကြောင်းမျိုးဒီလိုပဲအတုတ်လိုက်အတုတ်လိုက်ခွဲပြီးတော့ချိန်ပါခဲ့အဲ့တော့အဲ့တော့မျိုးကျွန်တော်တို့ကလာဒီအတွင်ကူးပြောင်းမှုဖြစ်စဉ်တစ်ခုပေါ့လမ်းကြောင်းပေါ်ရောက်လာရင်တော့ဒါပြိပခအတွင်ပြောင်းလာမယ်လို့ကျွန်တော်တို့မြင် တော့ဖြည့်ရှင်းတဲ့နေရာမှာလည်းဟိုအာနာတုံးရစလုံးကိုဒါလူပုဂ္ဂိုလ်တယောက်တည်းကကန်တယ်ပြီးတော့ဆုံးဖြတ်နေတာမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့အခြားနိုင်ငံရေးအင်အားစုတွေကပူးပေါင်းပြီးတော့ဖြည့်ရှင်းနိုင်တဲ့ပုံစံတခုကြောင်းတော့เนาะဒါကျွန်တော်တို့အကြမ်းမျိုးကျွန်တော်တို့ပြောလို့ချက်ပါဒါကြောင့်မလို့ဒီကောက်ပွဲလို့ပြောရင်အမနာပါပေါ့အချင်းချင်းအောက်လုံးထိုးတဲ့ပုစာပါဒီကောင်ကဒီကောက်ပွဲနန်းနန်းတဲအာနာယူနေတာပါညာဆိုတော့ ကျွန်တော်တို့ရင်ဆိုင်ရမယ့်ပြဿနာဟာကျွန်တော်တို့တက်တန်းမှာတစ်ခါမှမကြုံဘူးတဲ့ပြဿနာကြီးကိုကျွန်တော်ရင်ဆိုင်ရမှာဒါကြောင့်မလို့ဒီရွေးကောက်ပွဲဟာတာမန်ဖြစ်ရုံးဖြစ်စဉ်ရွေးကောက်ပွဲလို့ရွေးကောက်ပွဲကိုတစ်ခါလဲကားပေါ်ဆောင်းပေါက်တွေတင်ပြီးတော့အဲ့လိုပြောပွဲရှင်ပွဲလို့မျိုးမဲဆိုကြအာနာယအစိုးရဖြစ်အာနာယဆိုတဲ့ဟိုပြောနေ happy ending သွားတယ်ဆိုတာပြောစရာဟိုမင်းသားနဲ့မင်းမီးညားကြနေသည်ဆိုတဲ့စက်သိန်းတည်းမဟုတ်ပါဘူး ကျွန်တော်တို့ကနောက်ထပ်ဇောက်နေတဲ့တခန်းကိုကြောင်းဖို့အတွက်ကျွန်တော်တို့ကဇက်ဖို့ပေးတာလို့ဖြစ်ပါတယ်။ဟုတ်လားကျွန်တော်တို့အဲ့ဒါနောက်ပိုင်းနောက်ပိုင်းမှာစင်ကဲစင်ကဲဖြည့်ရှင်းနိုင်ဖို့အတွက်လက်ရှိအကြက်တဲကလည်းတက်တာတဲ့ပုံမှုကောင်းဖို့လည်းအချိန်တစ်ရက်ချိန်တစ်ရက်ပေါ်ပေါက်လာဖို့အတွက်ကျွန်တော်တို့ဇက်ဖို့ပေးနေတာပဲဖြစ်ပါတယ်။အဲ့တော့ဒီရုပ်ောက်ပွဲအကြောင်းပြောရင်အာနာကိုဥတည်ပြီးတော့သွားနေတာမဟုတ်ဘူးဆိုတော့ဆိုတာကိုတော့ဒါကျွန်တော် ကိုယ်တိုင်ပြောလို့ကောင်းကျွန်တော်ပြည်သူပါတီအနေနဲ့ဆိုတော့ကောင်းကျွန်တော်ရေးရေးကျွန်တော်ပြောနိုင်ခရီးပြုနိုင်ပါဒါကျွန်တော်တို့ဟိုပြောရမယ်တော်ဝန်ယူခြင်းစိတ်အပြည့်နဲ့မိုက်မိုက်ကန်းကန်းကိုကျွန်တော်တို့ဆက်ပြီးတော့ရပ်တည်ဆောင်ရွက်နေတာဖြစ်တယ်လို့ကျွန်တော်ပြောချင်တယ်အရှင်ကာလာအနေနဲ့ပြောရမှာဆိုရင်တော့ကျွန်တော်တို့ပฏิပတ်ပမာဏနဲ့ပြစင်းဆုံးချမှုပမာဏဟာတိတ်ကြီးလို့နဲ့အတွက်ကြောင့်အများဆုံးကျွန်တော်တို့ဟလာပฏิပတ်ကွှတ်ချနိုင်တဲ့ ဖြည့်ရှင်းနိုင်လို့ဆိုရင်တော့ဆယ်စုနှစ်နဲ့ချီပြီးတော့ပုံမှန်အခြေအနေရောက်အောင်စူးစမ်းကြရလိမ့်မယ်လို့ပြောပါတယ်။ကျွန်တော်တို့ခရောင်းလမ်းကိုဆက်ပြီးတော့ဖြတ်ရပုံပါပါ။အဲ့ဒါမှမှကျွန်တော်တို့ကအတိအကျဆက်ပြီးတော့တိုက်ကြခက်ကြအောင်မယ်ဆိုရင်တော့ဘသူဘသူမှအတိအကျချိန်ပုံနိုင်တဲ့အခြေအနေကိုမရောက်ဘဲနဲ့ပြည်သူတွေကကြာလေလေနေတဲ့နေ့လေး ဖြစ်တယ်အခုပဲကျွန်တော်တို့အကြံဉာဏ်တစ်ပေါင်းစီရင်အရာ50တန်းလောက်ပဲရှိတယ်လူကြီးရဒါတော့မှပြောရရင်ဒါခံမှန်းစီကောက်ထားတာလေအဲ့တော့ဟိုเจ้าမနေနိုင်တဲ့ကလေးကြီးဒါเจ้าမကြီးဆောက်ရှောက်မှုအပြည့်ဝမရတဲ့ကလေးကြီးတန်းတဲ့ချီပြီးရှိနေပြီဆိုတော့ဒါဟုတော့ကျွန်တော်တို့အားလုံးဟိုခံစားကြဖို့လေးနဲ့ကြဖို့လိုမယ်လို့ပြောပါတယ်โอเคပါအာဒီကျွန်တော်ရှေ့မှာ ုဂ္ဂိုလ်ကြီးကတော့ဒါကျွန်တော်တို့ဒါရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဒီနိုင်ငံရေးပေါ့နော်ရွေးကောက်ပွဲနိုင်ငံရေးမှာဘယ်လိုအခြေအနေပဲအဆင့်ထိရောက်နေတယ်။ဒီဘက်မှာလည်းကျွန်တော်တို့တွေ့ဆုံဆွေးနွေးရေးဒီကတော့ဒီပြိပခါကိုဖြေရှာတဲ့နီးလန်းတစ်ခုဖြစ်တဲ့ဖွဲ့စည်းပုံရှင်ရဲ့ဥပဒေပြင်ဆင်ရေးကိုလည်းတောင်းနေတဲ့ပုံစံတွေ။နောက်ငင်းချမ်းရေးပုံမှာလည်းဒါပြည်တွင်းမှာရှိတဲ့သူတွေကဒါဖက်တီတီရလုံနေတဲ့ဒီငင်းချမ်းရေးဆွေးနွေးနေတာတွေ အာဒီအဓိကတော့ပြိပခပေါ့လက်ရှိပြိပခအကြက်တဲကိုအဖြေရှာနေတဲ့ပုံမှာလဲဒါဥပ္ပိုလ်ကြီးနေနဲ့ဒါကြိုးစိုးတယ်ဆိုတဲ့ဟာတွေပေါ့နော်အဓိကတော့ကျွန်တော်တို့ current မှာဖြစ်နေတဲ့အကြောင်းအရာတွေကိုဒါဖြေကြားပေးသွားတဲ့အတွက်ဒါကျေးဇူးတင်ပါတယ်ကျွန်တော်တို့ PPFD ကလည်းဒီလိုမျိုးဒါမေးမြန်းပြီးတော့တင်ဆက်တဲ့အစီအစဉ်တွေကိုဆက်ပြီးတော့လုပ်သွားမှာဖြစ်ပါတယ်အာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးတင်ပါတယ်